ဒီချံမှာထိုးစံတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြနေပါဗျ။ ကျောက်ဦးရဲကျမဟာနေတိုင်းလိုလိုရုတ်တရက်ပြပြောက်သွားလေးရှိပါတယ်။တခင်ဟာခြံအပြင်ခြံထဲအကုန်လိုက်ပက်ရှာနေပေမဲ့လေအရင်ကျမရဲ့အရေးအယံကိုတော့ရှာမတွေ့ခဲ့ပါဘူး။အဲနောက်အာကြီးမရိုက်ထားတဲ့ကျမဘုံကိုစီစဉ်တဆက်သူကိုပြလိုက်ပြီးရုတ်တရက်ပြပြောက်သွားတဲ့ကျမဟာဒီတကောင်ဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။ဒီကိစ္စဖြစ်တာလေခုနဲ့ဆိုရင်တော့တပတ်နေနေရှိခဲ့ပါပြီ။ရုတ်တရက်အရင်ကျမဟာမထင်မှတ်ပဲလူတွေအမြင်ရှိရောက်လာခဲ့ပါတော့တယ်။စီစဉ်တဆက်သူက CCTV ကိုပြန်မစစ်ကြည့်ခဲ့ရင်တခင်ဖြစ်သူဟာကြက်ကတောင်ပေါ်ကနေပြီးပြန်ဆင်းလာတာကိုယုံနိုင်မှာတော့မဟုတ်ပါဘူး။ အဲနောက်အဲဒီကျမဟာအစာကိုအာဘရိယစားနေပါတော့တယ်။စားလို့တောက်လို့ဝါတဲ့နောက်မှာတော့ဘေးပေါက်ချက်တတိုင်းကြီးစီကိုတစ်ချက်ပြန်တက်လိုက်ခါအလုံးနဲ့ပဲသုံးမိလောင်မြင်းနဲ့အမြင်ပေါ်ကိုပြန်တက်သွားခဲ့ပြီးမကြခင်မှာပဲအရေးရောင်ပြောက်သွားပါတော့တယ်။စီစဉ်တင်ဆက်သူသတိထားမိတဲ့အခါမှာတော့ကျမကိုအမိပြေးလိုက်ပေးမယ်ကျမဟာအလွန်မင်းမြန်လွန်းတာကြောင့်လိုက်မမိခဲ့ပါဘူးအားလုံးဟာလေ၄နာရီနီးပါးလောက်ဝိုင်းရှာကြပေးမယ်သူကိုနောက်တစ်ခေါက်ပြန်ရှာမတွေ့နိုင်ခဲ့ပါဘူး အဲဒီကျမကိုပြန်တွေ့ဖို့အတွက်အာဂျီမာဟာကျမပုံဖြစ်ရွာတွေကရွာသူရွာသားတွေကိုလိုက်ပတ်မိပါတော့တယ်။ဒါပေမဲ့အားလုံးဟာလည်းအဲဒီကျမကိုတစ်ခါမှမမြင်ဘူးကြောင်းပြောလာခဲ့ပါတယ်။အခုချိန်မှာတော့အာဂျီမာတယောက်တောင်ဒီကျမနေတိုင်းပဲပြောက်သွားကြောင်းစဉ်းစားရခက်ဖြစ်နေခဲ့ပါတယ်။ချန်ရဲ့ဘေးပဲလေဟာတောတောင်နေနဲ့ဝိုင်းပန်နေပြီးတောရန်ဂျိဆန်တွေဟာလည်းအဲဒီကျမရဲ့အသက်ကိုနှုတ်ယူနိုင်ဖို့လွယ်လွန်ပါတယ်။အချိန်ဟာဒုတိယမြောင်းနေ့ရောက်တဲ့အခါမှာတော့ကျမဟာချန်နဲ့စီပင်ရောက်လာခဲ့ပါတော့တယ်။ အားလုံးဝမ်းဝမ်းမိလိုက်ဖန်တဲ့နောက်ဆုံးမှာတော့သူ့ကိုဖမ်းမိသွားနိုင်ခဲ့ပါတယ်။စီစဉ်တင်ဆက်သူဟာ GPS ကိုချဲ့ရဲချက်တော့မှပတ်ပြီးထားလိုက်ပါတယ်။ဒီတစ်ခါမှာတော့သူဟာဘယ်ကိုပဲဖြစ်ဖြစ်ဘလို့ပဲနေနေရှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ GPS location အရာမကြခင်မှာပဲချက်ဖြူရဲ့ပုံခွေရနေရာကိုရှာတွေ့သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အာဂျီမာဟာကျမကိုအမိုက်ပုံတစ်ခုမှတွေ့သွားပါတော့တယ်။မထင်မှတ်ပဲတခင်အားသူ့အနာကပ်လိုက်တဲ့အခိုက်အတန့်မှာပဲကျမရဲ့အပြင်းထန်တိုက်ခိုက်မှုကိုခံလိုက်ရပါတော့တယ်။အဲဒီကြောင့်လည်းအားလုံးဟာလည်းစဉ်းစားမရဖြစ်နေခဲ့ပြီးအဲဒီကျမရဲ့ထူဆန်းတဲ့အပြုမူကိုနားလည်ရခက်ဖြစ်နေခဲ့ပါတယ်။ အနောက်စီစဉ်တင်ဆက်သူကကင်မရာတစ်လုံးထောင်ထားလိုက်ပြီးသူ့လုံးနေသမျှကိုစောင့်ကြည့်နေပါတော့တယ်။၃နာရီအကြာမှာတော့တခင်ဟာဖြစ်မှန်ကိုသိလိုက်ရလို့အလွန်ပင်ဝမ်းသာနေခဲ့ပါတယ်။တကယ်တော့ကျမဟာကျဲဦးဆယ်လုံးဒီပါဥနေတာဖြစ်ပြီးကျက်ပေါက်လေးပေါက်လာဖို့ပြုစုပေးနေတာပဲဖြစ်ပါတယ်။အချိန်ဟာလောက်ဝက်လောက်ရောက်လာပြီးကျက်ပေါက်လေးတွေဟာအမင်းစွာအကောင်ပေါက်လာတဲ့အခါမှာတော့အာချီမဟာလည်းဝမ်းသာပီတိဖြစ်ပြီးကခုန်နေပါတော့တယ်။အထက်တန်းကျောင်းတွေကစားသောက်ဆိုင်တွေကိုအရန်စည်းကမ်းတင်ကြပါတယ်။အစားအသောက်တွေတန်ရှင်းလက်ဆက်ဖို့အပြင်ထုတ်ပို့မှုကိုလည်းစည်းကမ်းတွေချလာပါတယ်။ နေတိုင်းထမင်းဖြူတော်ချက်ရပြီးဒီနေ့မှာတော့ကိုရီးယားစတိုင်ချက်ကြောချက်မှာပါနှစ်ထားတဲ့ကြက်သားတွေကိုစီပူရဲထည့်ကြောမယ်နှစ်ဖက်လုံးရှူအောင်ပြောင်းလာရင်တော့အိုးရဲကထုတ်ပေးမယ်ကြောင်သားတွေရဲ့မတူညီတဲ့အရာသာအတွက်ပထမတစ်မျိုးကိုတော့ကြက်သွန်ဖြူနဲ့အချိုရည်ဆန်းနေပြီးကြက်သွန်ဖြူအရာသာချက်ကြောလုပ်ပါရယ်နောက်တစ်မျိုးကိုတော့အချိုရည်ကိုရီးယားငရုတ်အနှစ်နဲ့ကြက်သွန်ဖြူထည့်နေပြီးနေပေးမယ်ဒါကတော့ချိုဆက်အရာသာချက်ကြောလေးပဲဖြစ်ပါရယ်နောက်ထပ်ငါးသားချောင်းလေးတွေလုပ်ပါရယ်ငါးသားချောင်းတွေကိုအိုးရဲထည့်ပြုတ်တယ်ကြောင်သားတော်တော်များများကလည်းငါးသားချောင်းစားရတာကြိုက်ကြတယ် ချက်ထားတဲ့ထမင်းပြူပေါ်ကိုဘဲငတ်ပြားရဲ့အကျဲရင်းကြီးမုတ်ထည့်ပြီးနှံ့အောင်နေပေးမယ်။နောက်တဦးမှာတော့နွားနိုနဲ့ငရုတ်သီးအစိမ့်မုတ်တွေထည့်ပြီးတော့ပုတ်ကီချက်ဖို့လုပ်ပါရယ်။တော့ပုတ်ကီအချောင်းတွေထည့်ပြီးနှံ့အောင်မွေးပေးကအရသာပိုရှိအောင်လို့ရင်းကြီးမုတ်လေးတွေဖြူပေးတယ်။အချို့မုတ်အတွက်တော့ဒူရင်းဒီကိတ်လေးပြင်ဆင်ထားပါရယ်။ထမင်းစားချိန်ရောက်တော့ចောင်းသားတွေအကုန်တန်းစီကြပြီးထမင်းပကံတွေကိုကိုစီကင်ကထမင်းနဲ့ဟင်းယူပါတော့တယ်။လူကြီးမင်းတို့ရောဒီလိုចောင်းကကျွေးတဲ့ထမင်းမျိုးစားချိန်ကြပါသလား။